နောက်မှမြင်လာပါဒီနေ့တကပါတာစကားနိုင်ငံရင်းနဲ့အသည့်တရားဆိုင်ရာယူဆခြင်းများဆိုတာကိုဆက်ပြီးဖတ်ပြမှာဖြစ်ပါတယ်ဒီစာအုပ်ကတဘိုးတန်စာစင်ကထုတ်ဝေထားတာဖြစ်ပြီးတော့ဆရာစန်းစာသမီးကရေးသားပြီးဆရာမပြူကတည်ဖြတ်ထားတာပဲဖြစ်ပါတယ်ဒီစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရင် ညနေဆရာမတို့နဲ့တကွာသက်ဆိုင်သူများအားလုံးခံမှခွင့်တောင်းလိုက်ပါတယ်ရှင်။ဒီနေ့ဆက်ပြီးဖတ်ပြမယ့်ပိုင်းကတော့ဘာသာမဲနဲ့လူစုလူမိုက်ဆိုတဲ့ခေါင်းစဉ်ငယ်လေးရစာပြီးဖတ်ပြမှာဖြစ်ပါတယ်။ဘာသာမဲနဲ့လူစုလူမိုက်မြန်မာစကားမှာလူတစ်ယောက်ကစိုးပြီးမိုက်ပြီးဆိုဘာသာမဲလားကွာဆိုတာမျိုးမေးမြန်းတာတွေသာဘူးသာဖတ်ဘူးချပါလိမ့်မယ်။ရည်ချင်းမှုအပြင်ဘာသာစကားဟာဘာသာတရားဟာ လူတွေကိုယဉ်ကျေးအောင်တုံသင်နိုင်တယ်။ဒါကြောင့်ဘာသာမဲ့သူအရင်ဆိုင်တွေလူအတိုင်းဝိုင်းကိုဖြတ်စည်းမဲ့သူတွေဆိုပြီးပြောဆိုတတ်ကြတယ်။ Happy ပုံစံတွေ emo ပုံစံတွေဝစ်စားထားတဲ့လူငယ်တွေကို လူကြီးတွေကမြင်ဘာသာမဲ့တွေဆိုပြီးပြောတတ်ကြပါတယ်။တစ်ဖက်ကလည်းတည်တည်စကြကြည့်မယ်ဆိုလို့ရှိရင်ဘာသာတရားကနေပြီးလှုံ့ဆော်လိုက်တဲ့ ခရူစိတ်စစ်ပွဲတွေမြန်မာနိုင်ငံကရိုဟင်ဂျာဂျီနိုဆိုက်အခြေအနေတွေကိုမြင်နိုင်တယ်လို့လက်ရှိစစ်အစိုးရဟာလည်းဘာသာရေးအရေးချုပ်ပြီးတော့အများအားလူတက်နေတာအိမ်တွင်မိသားစုတွေကိုဖျက်ဆီးနေတာတွေကိုမြင်ရမှာပါပဲတပတ်ကငင်းကြင်းနဲ့ပရိတ်တာကို လုံနေကြတဲ့ဘာသာမဲ့တွေကိုလည်းကမ္ဘာမှာပုံကြီးမြင်နိုင်ပါတယ်မျိုးသားလူလူရာပိုင်ခွင့်နဲ့လူနည်းစုရာပိုင်ခွင့်လူမျိုးဆိုတဲ့အိဗယ်က မြန်မာနိုင်ငံမှာအသုံးပြပြီးတော့နားလည်မှုအလွဲအခမ်းအရဆုံးအသုံးနှုန်းထဲမှာပါပါတယ်။လူမျိုးဆိုတာကိုမြန်မာနိုင်ငံမှာသုံးဓာရီကြီးတဲ့အခါမှာလူမျိုးကောင်းပါလူမျိုးတရားတစ်ပါးဆိုတဲ့အသုံးနှုန်းကိုပရမဆုံးသတိထားကြည့်မယ်ဆိုရင်မတူတဲ့လူအမျိုးအစားဆိုတဲ့ category of people လို့ဆိုတာမျိုးပြောချင်တယ်လို့နားလည်နိုင်ပါတယ်။ဒါမဲ့မြန်မာဆွေဆောင်ချက်အတွဲစနစ်မှာဆိုရင် ရှင်းပြတာဖတ်ကြည့်ရင် အသားအရောင်ရုပ်အစင်းကိုအခြေခံတဲ့ race စဉ်းစားချက်လိုသဘောပေါက်နိုင်တယ်ဒါပေမဲ့မျိုးချစ်စိတ်ကိုဖွင့်ဆိုတဲ့အခါမှာကိုယ်နိုင်ငံကိုယ်လူမျိုးကိုကိုယ်ချစ်တယ်လို့ပြောပြန်တဲ့အတွက်နိုင်ငံသားကိုဆိုလိုတယ်လို့နားလည်ချပြန်ပါတယ်နိုင်ငံသားနဲ့လူမျိုးကို conflict လုပ်ထားတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်ဒုတိယအကြိမ် ခရမ်းညီလာခံကျင်းပစဉ်ကခရမ်းလူမျိုးခရမ်းအမျိုးသားလူထုဆိုတဲ့ကောင်းစဉ်အမှာပါတဲ့လူမျိုးစုဆွေမျိုးစုတွေကိုဆွေးနွေးကြပါတယ်ဒီရှုထောင့်ကိုကြည့်ရင်လူမျိုးအမျိုးသားတို့ဆိုတာနေရှင်ကိုဆိုလိုတယ်လို့နားလည်ကြရပြန်ပါတယ်အလွယ်ဆုံးအကောင်းဆုံးစဉ်းစားချက်ကမြန်မာနိုင်ငံမှာတိုင်းသားတွေပြောပြောနေတဲ့လူမျိုးဆိုတာ ဂျပန်၊ဂျာမနီ၊ကိုရီးယားတို့လိုမျိုးရိုးနဲ့ချိတ်ဆက်ဒေသတစ်ခုမှာလည်းလေကြားတဲ့အမျိုးသားလူတူကိုဆိုလိုတယ်လို့သတ်မှတ်ရမှာဖြစ်ပါတယ်။ဒါမဲ့တိုင်းသားလူမျိုးမျိုးသားလူတူတဲ့လူနည်းစုကို တူသလိုသုံးဆွဲတာလည်းတွေ့ရပြန်ပါတယ်။လူနည်းစုဆိုတာဘာသာရေးလူနည်းစုနိုင်စိတ်ကွဲပြားတဲ့လူနည်းစုစတာလေးနဲ့ဖြစ်နိုင်ပါတယ်။ဒါကိုရောပြောရင်အခွင့်အရေးနဲ့နိုင်ငံရေးလှုပ်ရှားမှုဘောင်စကော့မှာပြသတာရှိလာနိုင်တယ်။ အချိန်နေရာလိုလားချက်ပမာဏအစတာလေးလည်းကြွားချပါတယ်။ဥပမာကတိုင်းသားလူမျိုးတွေရဲ့နိုင်ငံရေးလှုပ်ရှားမှုပိုင်းကကုကျမကိုဖန်တီးရေးမူပိုင်းကိုအခြေခံတာဖြစ်လို့လှုပ်ရှားမှုကတခြားလုံးသွားနေရမယ့်အနေအထားဖြစ်ပါတယ်။ကုကျမကိုဖန်တီးနိုင်တဲ့စုဖွဲ့မှုရရင်လည်းကာကွယ်ဖို့ဆက်လုပ်ရလိမ့်မယ်။နိုင်ငံသားအခွင့်အရေးတစ်ခုခုကိုအခြေခံတဲ့အခါမှာတော့အဲ့ဒီအခွင့်အရေးကိုရတဲ့အခါလှုပ်ရှားမှုတွေက အနိုင်နဲ့ပြီးပါတယ်။နောက်ပြီး လေဘရဝါရမှာတော့အခွင့်အရေးတွေကိုကြည့်တဲ့အခါအုပ်စုအခွင့်အရေး group price ဆိုတာတူးချင်းအခွင့်အရေးတွေစုပေါင်းစုပေါင်းပေါင်းစပ်ပြီးပေါ်လာတာလို့ယူဆကြပါတယ်။ဒီဘက်ကလည်းစီးပွားရေးလုပ်ငန်းတွေ institution တွေကတော့တည်တံ့ရပိုင်ခွင့်တွေရှိကြတာလည်းမြင်ရပါပါ။စီးပွားရေးလုပ်ငန်းမှာတော့အခွင့်အရေးရှိတဲ့ဆိုလူအတိုင်းဝိုင်းတွေမှာလည်း group price ရှိတဲ့လို့ဆိုပြရစီ။အုပ်စုရဲ့ရပိုင်ခွင့်ဟာလူတူးတယောက်ချင်းစီရဲ့အခွင့်အရေးတွေကနေ ပေါင်းဆက်ပြီးပေါ်လာတော့မဟုတ်ဖက်နဲ့အတိုင်းဝိုင်းဖြစ်တည်မှုမှာကိုပဲရှိရမှာပါဥပမာမြို့သားလူထုတကူရဲ့ self determination ကိုယ်ကျမကိုဖန်တီးခွင့်ဖြစ်ပါတယ်လူနည်းစုတွေမှာတော့လူနည်းစုအဖွဲ့အဝေးဖြစ်ခြင်းကနေရတဲ့နဲ့ရပိုင်ခွင့်ရှိပါတယ်အဲ့ဒါကတော့ group differential rights ဖြစ်ပါတယ်ဥပမာအမျိုးသမီးတယောက်ရဲ့မျိုးပေါင်းချင်းဆိုင်ရာရပိုင်ခွင့်တချို့ဒါမှမဟုတ် ဘာသာရေးဆိုင်ရာရပိုင်ခွင့်တွေဟာ group differentiation rights တွေပဲဖြစ်ပါတယ်။ဒါကိုခွဲခြားသိမြင်ဖို့အရေးကြီးပါတယ်။ယဇလန်ကိုကွယ်သူနဲ့စစ်သွေးကြ လူမျိုးကြီးစိုးရေးဝါဒီတွေဟာဥရောပမှာ ရွှေ့ပြောင်းသူတွေကိုအကောင်းမမြင်ကြတာများပါတယ်။အထူးသဖြင့်သူတို့အနေနဲ့အစ္စလမ်တွေနိုင်ငံထဲရောက်မလာအောင်တားချပါတယ်။ဒီလိုတားတဲ့အခါမှာအကြောင်းပြချက်ကအစ္စလမ်တွေကဆက်သွေးကြတယ် စစ်သွေးကြွအုပ်စုတွေနဲ့ချိန်ဆက်ရှိတယ်လို့ဟောပြောကြပါလေ။ကဘာနဲ့မှလည်းဒီပြဿနာရှိပါတယ်။ပြဿနာရဲ့မူရင်းဖြစ်တဲ့ ISIS လို့အုပ်စုတွေကလည်းရှိနေတော့ပြေလည်ဖို့ရလမ်းမတွေ့သေးတဲ့ပြဿနာဖြစ်ပါတယ်။ထွေပြားသုံးဆွဲစီတတ်တဲ့အခြားသက္ကလုံတွေနိုင်ငံရေးမှလူတွေကိုထွေပြားအောင်ပြုလုပ်ထားတဲ့သက္ကလုံတွေကြောင့်ရေးရင်ကုန်မမှုတ်ပါဘူး။ ညပြလာတဲ့သကလုံးတွေကိုပုံစံမျိုးစုံဖန်တီးထားကြပါတယ်။အဲ့ဒီတဲကမှတချို့သကလုံးတွေကိုအောက်မှာထပ်ဆူဆောင်းပေးထားပါတယ်။ကြုံကြရင်လိလာကြဖို့ဖြစ်ပါတယ်။ရွှေပြောင်းနေထိုင်ခြင်းနဲ့ကျူးကျော်နေထိုင်ခြင်းတီးခံမှုနဲ့လက်ခံမှုလွတ်လပ်မှုနဲ့လွတ်မြောက်မှု လူကြများဝါဒီနဲ့ဤလစ်ဝါဒီရေပေါ်စီကိုကြမှာကိုဖန်တီးခွင့်နဲ့ကိုပိုင်အုပ်ချုပ်ပိုင်ခွင့်လွတ်လပ်သောစကားနဲ့အမုံစကား ခွဲခြားပြိနေခြင်းနဲ့အယောပြန်ပြီးတော့အမှုအရာများမျိုးချစ်ဝါဒနဲ့လူမျိုးကြီးဝါဒဒီမိုကရေစီနဲ့လူများရင်နိုင်တဲ့ဝါဒမင်းမဲ့ဝါဒနဲ့တောင်းချမ်းသူဒီစကားလုံးတွေကစနေတကြခွဲခြားစိတ်ဖြာကြည့်ဖို့လိုပါတယ်ဝါဒပြန်ရေးအတွက်တုံးတက်တဲ့စကားနဲ့ပြူဟာအချို့စစ်တပ်နဲ့ဘိုးချုပ်ကံမှုကနေနိုင်ငံဗရာဏဝါဒဖော်လို့တဲ့နိုင်ငံရေးသမားတွေလူမျိုးကြီးဝါဒတွေအနေနဲ့ ဝါရဖြန့်တာကိုကံကံလုပ်ပါတယ်။အောက်မှာဖော်ပြထားတဲ့ဝဟာရဗျူဟာရီဟာသူတို့နိုင်ငံရေးကိုလဝဲကြီးအုံနိုင်ဖို့ကိုယ့်လူကိုယ်ပဲကိုယ်အာဏာပေးဖို့လူမျိုးကြီးအမြင်နဲ့အကျိုးစီးပွားကိုလက်မလုပ်ဖို့တုံးတဲ့ဝါရဖြန့်မှုနမူနာတွေဖြစ်ပါတယ်။ဥမာသူတို့တုံးတဲ့စကလုံးတစ်ချောင်းကတော့စာချောင်းပေါ့နော်ဝဲကြတစ်ချောင်းကတော့ဖက်ဒရယ်ဒီခွဲထွက်ရေးဖြစ်တဲ့ပြည်ထောင်စုကြီးပြိုကွဲသွားလိမ့်မယ်ဆိုတာကို 1962ခုဦးနေဝင်းရဲ့အာဏာသိမ်းမှုကိုပြန်ကြည့်ရင်နံပါတ်ကြီးစင်ကြီးဖြစ်ပါတယ်။နံပါတ်ကြီးစင်ကြီးကတော့ Federal ဟာခွဲထွက်ရေးဖြစ်တယ်ဆိုတဲ့ဝါဒဖြန့်မှုပါ။တကယ်တော့ Federal ရဲ့အဓိပ္ပာယ်ကသဘောတူတယ်၊ပူးပေါင်းတယ်ဆိုတဲ့အဓိပ္ပာယ်ပါ။အဲ့ဒီဟာကိုလူရဆွဲပြီးတော့လူတွေကဝေါ်ဟာရကိုပါကြောက်သွားအောင်အမြင်မှားအောင်လောက်တာမျိုးကိုတွေ့ရပါတယ်။ဘုရားကောင်စံတဲ့အာဇာနည်တွေကနိုင်ငံလွတ်လပ်ရအောင်တက်ဆွန်ကိုအသက်ဆုံးတိုက်လာတာ နိုင်ငံကိုမပြိုကွဲအောင်ထိန်းရမယ်ဒီဝါကြောင်သုံးကြပါတယ်မြန်မာနိုင်ငံကြီးရဲ့လွတ်လပ်ရေးသမိုင်းမှာပါဝင်သူတွေအမျိုးမျိုးရှိပါတယ်ကိုလိုနီလောက်ထားတဲ့နိုင်ငံကိုမြန်မြန်လွတ်လပ်ရေးပေးနိုင်ဖို့ကြိုးစားကြတဲ့အက်လီလိုလူမျိုးလည်းပါပါတယ်ဒါမဲ့တခြားပါဝင်သူတွေကိုတိတ်ချက်စဉ်းစားပါဘူးအားနာဘူးလားဆိုတဲ့အပြစ်တင်တဲ့ကိုကြားရတတ်ပါတယ်ပြီးရင်ပေးထားတဲ့ကလေးတွေကိုတော့အကောင့်ထဲပေါ်ခြင်းစိတ်မမြင်ရဘဲနဲ့တခြားစင်ကြီးစုံတွေ့ရတတ်တာပါပဲ။ နောက်ထပ်သုံးတဲ့အကြောင်းအရာကတော့တက်ဘရကနိုင်ငံတော်ကိုကြောက်တဲ့မကြမီလက်တလုံးလိုမှချိန်မီကာကွယ်ထိန်းသိမ်းလိုက်ရတယ်။တက်ဘရကတရားတရားမဝင်အာဏာသိမ်းတယ်လို့ပြောရင်ပုံပန်ချောင်းတကယ်ဘာလုံးသိပါလဲ။ဒါမဲ့နိုင်ငံကြီးပြတ်တာကိုဝင်းကြရတဲ့သူရဲကောင်းပုံစံဖြစ်နေကုမီဒီယာတွေကနေကိုဘာသာဖြန့်နေတာတွေ့ရတာပါပဲ။မဆလာခေကလည်းအနုဥကြောင်ကြီးဘူနေဝင်းတို့အာနာကစားကြရင်နဲ့ဆရာနာသိန်းနဲ့အချင်းကိုရလိုက်တာအခုထိပြဿနာဖြစ်နေတာပါပဲ။ ။တဘုံနတ်နတ်ကိုင်းမိမဲ့ဝါဒီတောင်ကျန်းသူအဖြတ်သမားသူတို့တွေကြောင့်နိုင်ငံကမတို့တက်ဘူးပြက်စီရတယ်။ဒီเจ้าရာကိုလည်းသုံးပါတယ်။ခံရသူကိုဖြစ်တင်မောဝါရာပေါင်းစုံထွင်ထားတာကိုတွေ့ရမယ်။ဘယ်နိုင်ငံမှဆိုစစ်နယ်အေးရန်ဆက်ဆက်မှုရှိတယ်။အာနာရှင်နေတဲ့လူမျိုးကြီးတွေကကိုယ်နဲ့သဘောမမျှတဲ့အုပ်စုတွေကိုနာမည်ဆိုးတက်ပြီးလူသားပုံမပတ်အောင်ဒီ humanize လုပ်ထားပါတယ်။လူမျိုးတုံးတက်တဲ့တက်ခံရတဲ့ဒီလူတွေကိုလူရိုင်းနေအဖြစ်နဲ့ပုံဖော်သလို တတ်တဲ့သူတွေကဒီလူရိုင်းတွေစီကနေနိုင်ငံတော်ကာကွယ်နေရတယ်ဆိုတာမျိုးပြောကြတာပါပဲနိုင်ငံတော်ရဲ့ချုပ်ချာအနာကိုတပ်မတော်သားတွေရဲ့စွန့်လွှတ်မှုအသက်သွေးခြေရင်းနဲ့ထိနေကာကွယ်ထားရတယ်လို့လည်းပါရဖြတ်ပါတယ်ဘယ်သူစီကကာကွယ်တယ်လဲမေးကိုယ်ထိုင်ငံသားတွေစီကနေပဲဖြစ်ပါတယ်အမိမိကာကွယ်တာကအမိမိရဲ့တိုင်းသားတွေလက်ထဲမရအောင်ဖြစ်နေတယ်စစ်သားတွေတကယ်တည်နေတာဟာနိုင်ငံချုပ်ချာအတွက်တခြားနိုင်ငံနဲ့တိုက်နေရလို့မဟုတ်ဘူး အာနာကိုလဝကြီးအောင်ရှင်တဲ့လူတွေအတွက်သိခံနေကြတာပဲ community ဆိုတာဘာသာမဲ့လူစုလူပိုင်တွေဖြစ်တဲ့ဒနရှင်တွေကလူတို့ကိုကိုယ်သွေးဆုပ်တဲ့သူတွေဖြစ်တဲ့ NGO တွေကနိုင်ငံသားသစ္စာခံတွေပဲဆိုတာလေးလက်သုံးပါတယ်ရှိသမျှနိုင်ငံရေးဝါဒတွေကိုမကောင်းပြောပြီးကိုယ်အုပ်စုကိုယ်စစ်တပ်ကိုယ်ပါတီကပဲကောင်းနေဆိုတဲ့လူတွေလည်းရှိပါတယ်တခြားသူတွေရဲ့တရားဝင်မှုသို့မဟုတ်သူတို့ရဲ့စိတ်ဝင်စားပွဲဝိသေသတွေကိုဖျက်လို့ဖျက်ဆီးလောက်တာလည်းတွေ့ရပါတယ် နောက်ကိုမင်းကိုချင်းနဲ့ဆင်လာကြည့်တဲ့ကိုရင်ချင်းမှုကိုကာကွယ်ရမှာပဲဖြစ်တယ်။နိုင်ငံသားအတိုင်းတစ်ပါးပြောကားရကြောင်ပြက်စီးမခံနိုင်ဘူးဆိုတာမျိုးကိုလည်းတောင်းပါတယ်။တကယ်ပဲကာကွယ်နေတာကဘသူတွေလဲလို့ကြည့်လိုက်ရင်ထိပ်ပိုင်းကကောင်းဆောင်တွေကိုပဲကာကွယ်တာဖြစ်တယ်။ညီချင်းမှုကိုကာကွယ်တယ်ပြောပြီးပကံဖျားတွေကိုစေတုပ်ထီးတင်တာရှီယောင်ကိုလိုနီအဆောက်အုံတွေကိုဖြိုချပစ်တာရှီယောင်ဖျားတွေကြားကိုအမြောက်နဲ့ထုထဲတာမျိုးကြီးရဆိုးလာပါတယ်။ဂျန်နဲ့တိုင်းသားလူမျိုးတွေရင်ချင်းမှုက နိုင်ငံစောကရီတီပြန်ဝရီမှာတောင်ပါဝင်တာမတွေ့ရဘူး။ဘာမှယဉ်ကျေးမှုကိုပဲကာကွယ်တရားနဲ့အမျက်ထုတ်ကြပါ။ငါတို့စစ်တပ်ဟာငါတို့ပါတီဟာငါတို့အဖွဲ့ဟာတိုင်းသားမျိုးစုံပါဝင်တာမို့ပြည်ထောင်စုကိုကိုစားပြုတယ်ဆိုတာလည်းသုံးပါတယ်။တိုကင်ပေးတဲ့စနစ်ပါပဲ။အပေါ်မှာရှင်းထားတယ်။တကယ်တမ်းဆုံးဖြတ်ချက်ချလို့ရတဲ့ဆင်ထဲမှာမလူမျိုးကြီးဝါရီနဲ့သူတို့ကြိုးရှိမဲ့သူတွေပဲစုပြီးဆုံးဖြတ်ကြတာမျိုးပါ။ဘိုးအနာကိုရှော့ချဖို့စိန်ခေါ်သူမရှိအောင်ဖွဲ့စည်းထားကြတာပါ။ မြည်တဲ့နေဒီရဲတောက်ကြတဲ့သွေးချင်းညီကိုများနွားခွက်ရင်ကြားဆွဲမယ်ဆိုတာလည်းတောင်းပါတယ်။မြည်တဲ့နေဒီရဲတောက်ပေးမယ်ဒုက္ခရပါတာဘသူကြောင့်လဲပြန်ပေးရမှာပါ။တကယ်တော့ကြားကမြည်တဲ့ကနေအုပ်စုကနေဖြစ်နေတာ။မမြင်ရတဲ့လက်တွေ့တွေ့မနေရသေးတဲ့ရန်သူကိုထောက်ပြပြီးကိုယ်စီမှာတစ္ဆာရှိဖို့နဲ့လူတွေကိုပြောတာမျိုးလုပ်တတ်ပါတယ်။ပြီးတော့မျက်ထုတ်ခံရရင်တော့အဲ့ဒီရန်သူတွေကိုကာကွယ်ဖို့ဖြစ်တဲ့အောင်လုပ်ပြီးတော့တရားဝင်မှုရှာပါတယ်။ဒါတွေကနည်းနည်းပဲရှိပါသေးတယ်။ စစ်တပ်ရဲ့မီဒီယာတွေကိုသွားပြီးလေ့လာလိုက်မယ်ဆိုဒီလိုဝါရဖြန့်နေတာတွေကိုသိရနေကောမျက်စိမဲ့ယုံကြည်နေသူတွေကပါပြောနေတာတွေကိုလှန်လှိုင်းကြီးတွေ့နိုင်ပါတယ်။နောက်ပြီးဝါရဖြန့်တဲ့နည်းပြဟာတွေလည်းများကြီးရှိပါတယ်။တမိုင်းကိုလိုသလိုပြင်ရတာသတင်းချက်လက်တွေရဲ့တရားဝင်မှုကိုလက်ဝဲကြီးအုပ်တာလို့အာဏာရှင်တွေလုပ်တဲ့အလုပ်တွေလည်းရှိပါတယ်။နောက်ဆုံးလူမျိုးစုမျိုးတုံးတက်တာတောင်ဆင်ခြေတွေတိဆောက်ပါတယ်။ဒီစကားတွေကိုတောင်းတဲ့သူတွေကမှလူမျိုးကြီးဝါရရှိနေသလားလို့ပြန်မေးဖို့လိုပါတယ် ။လက်ရှိဒီလိုဝါဒဖြန့်နာခံရသူတွေကတော့တနိုင်ငံလုံးမှာရှိနေပါတယ်။စာအုပ်ရဲ့အပိုင်း၃ကတော့ဘာသာစကားနဲ့နိုင်ငံရေးအစီအမံအကြောင်းကိုစီစဉ်ထားတာဖြစ်ပါတယ်။အခန်း၆ကတော့ဘာသာစကားများစွာနဲ့မြန်မာနိုင်ငံမြန်မာနိုင်ငံမှာရှိတဲ့ဘာသာစကားများမြန်မာနိုင်ငံဟာဘာသာစကားရှုထောင့်ကနေလည်းအလွန်မှဆုံလင်ကွဲပြားတဲ့နိုင်ငံဖြစ်ပါတယ်။ဘာသာစကားနဲ့ဒေသအသံပေါင်း၁၀၀ကျော်ရှိတယ်လို့ပြောကြတယ် ဒါပေမဲ့တချို့စီးရင်တွေကအမှန်မှငင်းပွားတာတော့လည်းရှိနေပါတယ်။ဒါပေမဲ့ဒီမှာတော့ရေဘူးရအချက်လက်တွေကိုဆွေးနွေးချင်တာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာပြောတဲ့စကားတွေကိုကြည့်မယ်ဆိုရင်ပမာနဲ့သူ့ဒေသအတန်တွေကလွန်ရင်လူသုံးတန်းကျော်ပြောနေရဲ့ရှမ်းစကားလူနှစ်တန်းခွဲကျော်ပြောနေရဲ့ကရင်စကားလူတစ်တန်းကျော်ပြောနေရဲ့တမီးစကားလူတစ်တန်းနီးပါးပြောနေတဲ့ကချင်စကားလူရှစ်သိန်းနီးပါးရဲ့ချင်းစကားနဲ့ချင်းစကားအမျိုးမျိုးနဲ့လူခုနှစ်သိန်းခွဲလောက်ပြောနေသေးတဲ့မွန်စကားစတာတွေပါပါတယ်။ စာပေရာဖြင့်တော့မြမီအက္ခရာကနေဆင်းသက်လာတဲ့ပုံစံကိုပဲအသုံးပြကြပါတယ်။အတန်အားဖြင့်ခွဲလို့ရတဲ့မျိုးစားအားဖြင့်တော့အောက်မှာခွဲဖြတ်ဖော်ပြထားပါတယ်။ Sinodivider အောက်စုကပမာစကားနဲ့ဆိုင်ရာဒေတိယအတန်တွေရခိုင်ကချင်ချင်းကရင်စတဲ့စကားတွေမအလောင်ဝစတဲ့ဘာသာစကားတွေပါတဲ့အောက်စုသူကတော့ Austro အေဇတိတ်ဖြစ်ပါတယ်။နောက်ခရာတိုင်အုပ်စုတွေဖြစ်တဲ့ရှမ်းနီရဲ့ဇကားတွေ။နောက်မလေးဇကားနဲ့စလုံးဇကားပါတဲ့အုပ်စု။နောက်ပြောက်ွယ်လို့ဇကားဖြစ်နေတဲ့မှုံပါတာဇကား။နောက်အင်ဒိုအာရီယန်ဇကားအုပ်စုဖြစ်တဲ့နီပေါ်ရိုဟင်ဂျာနဲ့ပင်ဂလီအုပ်စု။နောက်တမီးနဲ့ဒေလီကူဇကားတွေအုပ်စုတွေဖြစ်ပါတယ်။ဒီအုပ်စုတွေပါဝင်တယ်လို့အင်္ဂလိပ်ဇကားပြောတာလည်းရှိပါတယ်။ နေဝင်းကပညာရေးကိုဗမာမှုပြုဖို့ပြောခဲ့ပေမဲ့ဗမာဆက်သွင်းတာပဲဖြစ်နေပြီဗမာမှုတော့မပြုထိုင်ပါဘူးအင်္ဂလိပ်စာကပညာရေးအတွက်အရေးကြီးနေတဲ့အခက်အခဲမှာရှိနေပါသေးတယ်နောက်ပြောက်ွယ်လူနီးပါးဘာသာစကားတွေလည်းရှိနေပါတယ်မြန်မာနိုင်ငံတွင်းကဘာသာစကားတွေကတချို့သောဌာနတိုင်းသားစကားတွေကပြောက်ွယ်ဖို့ရာအခြေအနေကိုကြုံနေရပါတယ်2010ခုနှစ်က UNESCO စကင်းအရင်းရဆိုရင် ချိန်ချောက်ခံရတဲ့ဘာသာစကားတွေပြောက်ကွယ်ရင်တည်ကြတာလို့ဖြစ်နေတဲ့ဘာသာစကားတွေစူးစူးရရအန်ဒီရရှိနေတဲ့ဘာသာစကားတွေတည်ကြပေါ့အန်ဒီရရှိနေတဲ့ဘာသာစကားတွေနဲ့ချိခိုက်လွယ်တဲ့ဘာသာစကားတွေဖြစ်နေရှိနေပါတယ်မြန်မာနိုင်ငံဟာဘာသာစကားရဆောင်လင်ကွဲပြားပြီးထိမ့်သိမ့်ဖို့လိုတဲ့ဘာသာစကားတွေလည်းအများကြီးရှိနေရဆိုတာနဲ့ထိမ့်သိမ့်ဖို့ရတာဝန်ကိုနိုင်ငံရေးစုဖွဲ့မှုတစ်ခုလုံးတဲကနေမျှဝေတာဝန်တည်ခြင်းဟာဘုံကောင်းကျိုးကိုဖြစ်တယ်ဆိုတာကို လူလူကြမှာကျပြန့်စွာမြင်လာဖို့လိုပါတယ်။မြန်မာစကားနဲ့မြန်မာနိုင်ငံရေးမြန်မာနိုင်ငံရေးမှာစကားလုံးတွေနဲ့ပြဿနာတရားအများကြီးရှိပါတယ်။အဲ့ဒီအရာတွေဘလို့ပေါ်လာသလဲဆိုတာကစပြီးတော့ဘလို့ဟာရာတွေကိုတုံ့နေကြသလဲဘလို့ဖွင့်ဆိုနားလဲဆက်သွယ်ကြသလဲဆိုတာဒီပြဿနာတွေအများကြီးဖြစ်ပါတယ်။ခေလိုက်စကားတွေကိုလည်းအကောင်းဆုံးအယူအဆတွေမတူတာတွေကနေလဲနားလဲသဘောပေါက်မှုတွေစိန်ခေါ်ချက်တွေဖြစ်စေပါတယ်။ အခုဒီအစီအမပြေသေးတဲ့အကြောင်းအရာတစ်ခုကတော့ပင်လုံအေးပဲဖြစ်ပါတယ်။ပင်လုံစာချုပ်ချုပ်ဆိုရမှာမရေးပဲပေးခဲ့တဲ့ပင်လုံဂရီတွေဟာလိုက်နာရတယ်မရှိတော့တဲ့ပြဿနာဟာအခုတစ်ခုပဲမငြိမ်းနိုင်သေးပါဘူး။နိုင်ငံရေးညှိနှိုင်းမှုတွေကိုတရားဝင်စာရွက်စာတမ်းတွေချမရေးခဲ့တဲ့ပြဿနာဟာတော်တော်ကိုဆိုက်စားခဲ့ပါတယ်။ဘိုးချုပ်ဦးဆန်းက ။နေလဲတရားဟောရာမှာအိန္ဒိယတို့လူနေရာရောက်တဲ့အထိလဲတရားလိုက်ဟောပါတယ်။နှုတ်အားဖြင့်အိန္ဒိယကနေစပြီးတိချအရင်းစင်ကိုတူတူတော်လန်မယ်။ညှိနှိုင်းတာတွေကိုလက်မခံမဲ့အမာလိုင်းကိုယူမယ်ဆိုတဲ့သဘောတွေပြောခဲ့ပြီးမှဗြိတိချကပေးတဲ့ဂျာကာလာအစိုးရဖွဲ့မှပါဝင်တော့အိန္ဒိယကတောင်မကြီးမနက်နဲ့တန်ကျိုးရိုက်ပြီးစပို့ခဲ့တာရှိပါသေးတယ်။မြန်မာနိုင်ငံမှာတော့ဗိုလ်ချုပ်အောင်ဆန်လောက်ကြံခံရပြီးတဲ့နောက်မှာသူပေးတဲ့ကိရိယာကိုမြန်မာနိုင်ငံရဲ့ကားပေါ်တွေကပလတ်ပြီးအတိအကျအောင်ဆောင်ခဲ့ကြပါတယ်။ တကယ်တမ်းပင်လုံစာချုပ်မှာပါတဲ့အချက်တွေကအများကြီးမဟုတ်ပါဘူး။တောင်တန်းဒေသကိုယ်စားလှယ်တွေလည်းဘီငန်နဲ့အမှုဆောင်ကောင်စီနဲ့အစိုးရအဖွဲ့တွေမှာပါဝင်ခွင့်တက်ရောက်ခွင့်နဲ့ရဖို့လူမျိုးစုံပါဝင်နိုင်မှုကချင်ပြည်နယ်တဲ့ကိစ္စဗန်ဒါရီကိစ္စနဲ့နေဆက်ဒေသကနေသူနေသားတွေဒီမိုကရေစီခွင့်ရရရှိဖို့စတာတွေဖြစ်ပါတယ်။ဒီစာချုပ်ကတကယ်တမ်းသဘောအရဘီငန်ရဲ့ကောင်စီလည်းမရှိတော့သလို လွတ်လပ်ရေးရပြီးတာလည်းဖြစ်တဲ့အတွက်စာချုပ်ကိုဝိုင်းပြီးလှုပ်ကြပြီလို့ပြောရမှာပါပဲ။ဒါမဲ့ဒီစာချုပ်ချုပ်ဖို့နိုင်ငံဖြစ်လာဖို့ပေးခဲ့တဲ့ကိုကျမကိုဖန်တီးခွင့်နဲ့ဆိုင်တဲ့ကတိတွေကြတော့လက်လူရှုခံရပြီးအကောင့်ထဲပုံမပေးကြပါဘူး။ဒီမိုကရေစီလို့ပြောတဲ့ချိန်မှာစကလုံးရပြဿနာတက်ကြပါတယ်။ဒိုင်းသားလူမျိုးတွေအတွက်ကိုကျမကိုဖန်တီးခွင့်ကိုကိုယ်တိုင်ကင်တွင်နိုင်ပြီးကိုလူမျိုးကိစ္စကိုကိုဖာသာကိုစီမံခန့်ခွဲလို့ရတဲ့ Consolidation of Democracy လို့ခေါ်တဲ့အုပ်စုတွေရဲ့ကိုစားခွင့်ပြုခွင့်ရသူတွေရဲ့ကြားဘုံသဘောထားရအောင်ညှိယူရတဲ့ဒီမိုကရေစီမျိုးကိုလိုလားပေမဲ့ဗမာတွေကတော့လူအများစုကနေနိုင်ရတာဖြစ်တဲ့ဒီမိုကရေစီကိုဖွင့်ဆိုတတ်တာတွေ့ရပါတယ်။ဝိဒူရာတခင်ချင်းမောင်ရဲ့စကားတိုင်းပြောရမယ်ဆိုရင်1940ခုဖွဲ့စည်းပုံနဲ့နိုင်ငံတော်မှာဗမာလူမျိုးကိုနိုင်ငံတော်ရဲ့အလဲပုံပါထားပြီးတော့ တခြားလူမျိုးတွေကလာချိတ်ရတဲ့ကင်းချိန်များပုံဒီမိုကရေစီကိုတောင်းခဲ့တယ်လို့ဖန်တာရပါတယ်။မြန်မာနိုင်ငံမှာဘာသာစကားနဲ့အခွင့်အရေးယူတာတွေလည်းရှိပါတယ်။အရင်က1958ခုနှစ်စော်ဝါရီအာနာဆုံကမ်းရာမှာစာချုပ်ကိုလက်မှတ်ထိုးပြီးတော့တချို့စော်ဝါရီကဘာမှမသိဘဲထိုးပေးလိုက်တယ်လို့ပြောပါတယ်။ဒီလိုပဲဘာသာစကားမတူတဲ့အတွက်ညှိနှိုင်းရာမှာနားလည်မှုမတူတာတွေရှိပါတယ်။အရင်ပင်လုံအတွက်ညှိနှိုင်းတာပဲဖြစ်ဖြစ်တိုင်းနိုင်ငံလုံးပြည်ခတ်တိုက်ခိုက်မှုရည်ရွယ်ရေးသဘောတူစာချုပ် NCO ပဲကြည့်ကြည့် 21ရာစုပင်လုံကုန်ပဲကြည့်ကြည့်ဘာသာစကားပေါ်ဖွင့်ဆိုချက်တွေကိုလိုသလိုလုပ်ပြီးပြဿနာဖြစ်နေတာတွေကိုတွေ့ရတာပဲဖြစ်ပါတယ်။နောက်တစ်ခုကအကြောင်းပညာရေးစနစ်ဖြစ်ပါတယ်။တရားဝင်ပညာရေးကိုစတင်တဲ့အခါမှာမိသားစုတွေကဝေးကလေးကပြောတဲ့ဘာသာစကားတွေနဲ့ပညာရေးကိုစတင်ခွင့်မိတ်ဆက်ခွင့်မရပဲမပြောတတ်တဲ့ဘာဘာသာစကားကိုခြေခံပြီးစတင်ရပါတယ်။ဒါကိုဗမာအများစုကကိုချင်းစာဖို့ရခက်ပါတယ်။ကလေးကနိုင်ငံသားလို့ဖြစ်နေရဒါမှမဟုတ် ကျောင်းတကြားလုံးမှာဆရာမကကလေးတွေရဲ့ဘာသာစကားကိုမပြောတတ်တာဖြစ်ပါတယ်။အပေါ်လေးသွားတာကိုတော့ဆက်သွယ်လို့မရလို့တီးပေါက်ချတဲ့ကလေးတွေတွေ့ဘူးတယ်။မင်းရင်လည်းမဖြေချင်ဘူး၊နားလည်းမလည်ဘူး။ကလေးအနေနဲ့ပါဝင်မှုအားနဲ့တဲ့ယဉ်ကျေးမှုတွေပဲဖြစ်သွားတယ်။ကလေးကကလေးဖြစ်ခွင့်မရပဲနိုင်ငံခြားဘာသာစကားသင်နေရတဲ့စကောလာလူလူညံတုံးတဲ့သူလူလူဝိုင်းဆက်ဆံရတာတော့ခံနိုင်ရပါသေးတယ်။ဒါမြန်မာနိုင်ငံမှာရှိတဲ့တိုင်းသားဒေသနေရာအနှံ့အပြားမှာနှစ်ပေါင်းများစွာကြုံတွေ့နေရတဲ့ဖြစ်ရပ်တွေဖြစ်ခဲ့ပါတယ်။ ဒါကိုဖြစ်ရှင်းဖို့တိုင်းသားဒေသမှာမိခင်ဘာသာစကားနဲ့တင်းတဲ့အကြောင်းတွေကိုတိုင်းသားတော်လှန်ရေးစုရတွေနဲ့ဆက်ဆက်အင်အားစုတွေကဖွင့်လှစ်ဖို့ကြိုးစားကြပေမဲ့အရင်ပြင်ရရှိမှုကနည်းပါတယ်ဆရာလည်းမလုံလောက်ပါဘူး။ဒါပြင်တက္ကသိုလ်ပညာရေးနဲ့တကယ့်လုပ်ငန်းခွင်ဝင်ဖို့လျှောက်ထားတဲ့အခါမှာလည်းဘာမှစကားကိုပဲသုံးရတာမို့ကိုယ်ပိုင်စကားဖြင့်ဆက်သုံးမှုခွင့်လည်းသိမ့်ရှိပါဘူး။ဒေသတွေမှာလည်းရွှေ့ပြောင်းသွားလာမှုတွေကြောင့်လူမျိုးစုံဖြစ်လာပြီးအသိုင်းအမျိုးရဲ့လက္ခဏာတွေလည်းပြောင်းလဲလာတဲ့အတွက်ဘာသာစကားကလည်းပုံပြောင်းပါတယ်။ ဒါပြင်မြို့စီကမိသားစုတွေအနေနဲ့ကိုယ်ဘာသာစကားကိုကိုမပြောတော့ဘဲနဲ့သားသမီးတွေအကြောင်းမှအစဉ်ပြေဖို့အနေမခံရဖို့အတွက်ဘာသာစကားကိုပဲပုံပြောတာမျိုးတွေတွေ့လာရပါတယ်။ဘာသာစကားကိုသုံးနေဆိုတာဟာဝဟာရတွေကိုပဲတီကုံရွေးချယ်ပြီးသုံးဆွဲတာမဟုတ်ဘူး။ဘာသာစကားကနေထုတ်ပေါ်ထားတဲ့ဇလန်းဆက်အိမ်အနေနဲ့ဟောပြောချက်တွေကိုလည်းသုံးဆွဲရတာဖြစ်တယ်။နိုင်ငံတော်လူမျိုးလူထုပြည်သူတိုင်းသားငြိမ်းချမ်းရေးဒီမိုကရေစီဖက်ဒရယ်လွတ်လပ်မှုလူ့ခွင့်ရေးဒီမိုကရေစီခွင့်ရေးတန်းတူမှု ကိုကျမကိုဖန်နီးခွင့်တရားမျှတမှုစတဲ့စကလုံးတွေကိုအားလုံးကသုံးနေပေမဲ့ဆိုလိုရင်းပေါ်နာလည်းမူကဘယ်လောက်ဒီများနှိစက်ကြသလဲဆိုတာကိုစဉ်းစားကြဖို့ရလိုပါတယ်။လက်တွေ့မြန်မာနိုင်ငံရေးဟာဘာသာစကားသာမပိုင်နိုင်တော့ကိုလိုချင်တာရဖို့ခက်ခဲတဲ့နိုင်ငံရေးပဲဖြစ်ပါတယ်။နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်ကျမတူတာပါ။တူတာလေးဒီ laptop ကနေဖွင့်ထားတဲ့ဟာကလူတယောက်ချင်းစီဝမမြအောင်ပေါ့နော်။ ဒါကိုမြင်ရဖို့ကျွန်တော်သူတာဖုန်းတစ်လုံးနဲ့ဖွင့်ရပါတယ်။အဲ့အခုဖုန်း YouTube ဖွင့်လာတဲ့ဖုန်းကစောစောလေးဟာဆောက်ထိုးပြုတ်ကျသွားပြီးဖုန်းကလုံးလုံးဘာမှမပြန်ခလုတ်တွေဖာပါခလုတ်တွေလည်းနှိပ်လို့မရတော့ဘူး။ဘယ်သူ့ကိုမှတုတ်ဆက်လို့မရတော့ဖြစ်သွားပါတယ်။အဲ့ဒီအတွက်တောက်မှန်မှန်နည်းနည်းလေးစိတ်ချသွားပါတယ်။ဖုန်းကဘာမှမလှုပ်ရှားလို့မရတော့ဘူး။အာညနေကြမှာပြန်တွေ့